အပူပိုင်းမုံတိုင်းရဲ့အရှိန်ကြောင့်နေရာကွက်၍မိုးကြီးနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တောင်တယုံပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ပူပိုင်းမုန်တိုင်းရဲ့ရှိန်ချောင်းဒေသအနှံပြားမှာမိုးရွာမှာဖြစ်သလိုနေရာကွက်ပြီးတော့လည်းမိုးကြီးနိုင်တယ်လို့မိုးလီဝသနှင့်ဆလဖေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်အရသိရပါတယ်။ဒီကနေ့မြန်မာစံတော်ချိန်6နာရီခွဲအချိန်တိုင်းထွာချက်အရတောင်တယုံပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဟူသည်ဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားနေတယ်လို့ဆိုပါတယ်။ အဆိုပါပူပိုင်းမုံတိုင်းဟူသည့်ဟာကနအူးမှာအနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးမနက်ဖြန်ကျွန်းလာ73ရက်နေမှာတော့တရုတ်နိုင်ငံဟိုင်နန်ကျွန်းကိုဖျက်ချော်မယ်လို့ခန့်မှန်းထားပါတယ်။ဒါကြောင့်ဒီကနေ့ညနေအထိခန့်မှန်းချက်အရစကိုင်းတိုင်းအထက်ပိုင်းကချင်းရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ နေရာကျကျဲနေပြည်တော်ကယားရခိုင်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာနေရာစိတ်စိတ်ကြံတိုင်းနယ်ပြည်နယ်တွေမှာနေရာအနှံ့ပြားမိုးထစ်ချုံရွာသွန်းနိုင်တယ်လို့ဆိုပါတယ်။ ်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းအီယာဝတီတိုင်းတနင်္သာရီတိုင်းကရင်မိုးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာတော့နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ဆိုပါတယ် ရန်ကုန်တိုင်းမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းအီယာဝတီတိုင်းတနင်္သာရီတိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာမိုးတိမ်ထောင်တွေဖြစ်ထွန်းနေပြီးအဆိုပါမိုးတိမ်ထောင်တွေရွေလျားရာနေရာတခြားမှာမိုးရွာသွန်းထားနေအတူလေပြင်းတိုက်ခတ်တာမိုးထေချုံထောင်မိုးချိုပစ်တာလျက်စီးလက်တာနဲ့မိုးသီးကြွေတာစားထိန်မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုကြဖို့ကိုလည်းအကြံပြုထားပါတယ်လို့သိရပါတယ်ရှင်။